တဲ့ human design chart ကိုကြည့်လိုက်တဲ့အခါမှာ root center က define ဖြစ်တယ်သို့မဟုတ်လဲ undefined ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ solar plexus center emotional center က undefined ဖြစ်နေတယ် sacral center က undefined ဖြစ်တယ် splenic center ကလည်း undefined ဖြစ်နေတယ် g center သို့မဟုတ် identity center လို့လည်းခေါ်တယ်ဒါကလည်း undefined ဖြစ်နေတယ် ego သို့မဟုတ် heart center လို့လည်းခေါ်တဲ့ center ကလည်း undefined ဖြစ်နေတယ် but emotional center နဲ့ throat center က defined ဖြစ်နေတယ် အယောင်ရှိနေတယ်ဆိုရင်သင်ဟာ mental authority သို့မဟုတ် environmental authority ပါဒီ environmental authority သမားတွေက environmental projector တွေပဲဖြစ်နိုင်ပါတယ် manifestor တွေမဖြစ်နိုင်ဘူး generator တွေလည်းမဖြစ်နိုင်ပါဘူး environmental authority ဆိုတဲ့အတိုင်း right people right environment ဟာသင်ရဲ့ decision making process မှာ play a very big role ပါသင်ဟာသင်နဲ့ align ဖြစ်တဲ့ environment မှာရှိနေတယ်ဆိုရင်သင်ရဲ့ decision making process ဟာလွယ်ကူလာတယ် ယ် decision တွေကိုခြားရမလဲဘယ်ဟာတွေကို yes ပြောရမလဲဘယ်ဟာတွေကို no ပြောရမလဲဆိုတာကိုသင်ကောင်းကောင်းသိလာတယ်။အဲ့လိုမဟုတ်ဘဲနဲ့သင်နဲ့ align မဖြစ်တဲ့ environment တွေမှာရောက်နေပြီဆိုရင်သင်ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အခြေအနေတွေဖြစ်လာပါတယ်။အဲ့တော့သင်ရဲ့ decision making process ဟာသင်နဲ့ align ဖြစ်တဲ့ environment မှာမရှိဘူးဆိုရင် your decision making process might be wrong ပါ။ဒါကြောင့်မလို့အရင်ဦးဆုံးသင်ဟာဘလို environment မျိုးမှာသင်နဲ့ align ဖြစ်တဲ့ decision တွေကိုချမှတ်နိုင်ခဲ့လဲဆိုတော့ကိုကိုကိုပြန်ပြီး reflect လုပ်ကြည့်ပါအဲ့ဒီချိန်မှာပို့ပြီးသိလာပါလိမ့်မယ်